မိဆက်တွေကြောင်းမိထားတဲ့ဆရာဓမ္မအတွက်ပေါ့နော်အဲ့တော့ထွေထူးထူးတိတ်မရှိပါဘူးဒါပေမဲ့ဒီဆက်ပုံစံကတော့ဒါကတော့ဒီဥစ္စာပဲပေါ့နော်အဲဒီမြန်မာမှာအတုံးများတဲ့ဆက်ကကြတော့ဒီဒီဆက်ပုံစံတော့မဟုတ်ပါဘူးဒါပေမဲ့ဖွဲ့စည်းပုံကတော့အတူတူပါပဲနော်အဲ့လောက်ဒီမဟုတ်ပါဘူးအဲ့တော့ဝါယာဂျိုးတွေပါတွေဖြုတ်ကြတဲ့ရကြတော့ကိုကအခုမှစားဖြုတ်တာတိချာဟိုမရှိသေးဘူးဆိုရင်ပေါ့နော်ဟိုရင်းနေမှုမရှိသေးဘူးဆိုတော့ဖြုတ်ကြတဲ့တိချာစမှတ်ပေါ့နော် ကိုကပဲကျူးဖြုတ်လိုက်တာလေတကယ်လို့ကြွက်ကိုက်ရှာတာဒီဖြစ်စေဒါမှမဟုတ်ရင်ကျိုးတွေမပါလာဒီဖြစ်စေအဲအဲ့ဒါဆိုရင်တော့ဒီကျွန်တော်တို့ဒီအော်တိုမီတာပေါ့နော်ဒီဒိုင်နမိုဘိုင်းအောင်တွားရတော့မှာအဲဒိုင်နမိုဘိုင်းအကြောင်းလဲဒါကျွန်တော်တင်မိထားပါတယ်နော်ကျွန်တော်ဒီအကောင့်ထဲမှာလည်းဝင်ကြည့်လို့ရပါတယ်ဒီဒိုင်နမိုမော်တာတွေအကြောင်းပေါ့နော်အဲပြီးတော့တခြားကားအကြောင်းတွေလည်းကြည့်လို့ရပါတယ်အဲ YouTube မှာလည်းကြည့်လို့ရရပါတော့ကျွန်တော်အခြေခံနေစပြီးအတီးစိတ်ကွန်ပက်နီးယားစအကုန်လုံးတင်ပြီးပြရပါ အဲ့တော့လောလောဆယ်ဒီကောင်ပြောချင်တာကတော့ဒါကျွန်တော်ဒီ alternator ဘိုင်းကတော့နည်းနည်းပါးပါးနဲ့ပေါ့နော်နည်းနည်းပါးပါးလေးပဲပြောသွားတော့မယ်အဓိက engine ဘိုင်းကိုပြောမှာပေါ့အဲ့တော့ဒီမီးဆက်တွေမှာတချို့အဖြစ်များတာကဥပမာမီးယာချက်ချင်းတက်မလာတဲ့ပြဿနာဟိုအရင်ကတော့ထွက်တယ်ရနောက်ပိုင်းမှမထွက်တော့တာနောက်ပိုင်းမှမီးယာချက်ချင်းထွက်မလာတော့မှရုပ်တရက်ပြင်ရတာပဲနော်မီးယာတော်တော်တင်ရတာကအခုဖြုတ်နေတဲ့ EVR ကက်ကလေးကိုနော် EVR ကက် ဒီကောင်လေးရောနော်အီဗူယာကက်ကလေးကိုတစ်ချက်လဲလေကြည့်ပါနော်အီဗူယာကက်ကလေးကိုတစ်ချက်လဲလေကြည့်ဖို့ကြံပေးကြပါလေကျန်တဲ့ဒီ꽌ပတ်လမ်းကြောင်းနေနဲ့အသေးစိတ် short တိုင်းကြီးအစဒီအုံတိုင်းကြီးအစတည်ကြည့်နော်ဒါကျွန်တော်တင်ပြီးပြီးသားပါဒီပိုင်ရောဒီ꽌ပတ်လမ်းကြောင်းကအစကျွန်တော်တင်ပြီးပြီးသားပါဒီ ordinary အကြောင်းအဆုံးပါနော်အဆုံးတင်ပြီးပြီးသားပါမော်တာရဲ့အကြောင်းနဲ့တင်ပြီးပြီးသားပါအဲဝင်ရောက်ကြည့်လို့ရပါရဲ့နော် ပြီးတော့ဒီကောင်မှာတစ်ခုရှိတာကကျွန်တော်တို့ကဒီလိုဆက်တွေဆိုရင်တော့ကျွန်တော်တို့ကဒီ coordinator လို့ coordinator ဒီ dynamo တွေပေါ့နော် dynamo ရဲ့ body ကိုလည်းစစ်ပြီးရမယ်ဗျာနော်ဒီကောင်ဒီမှာတော့ dynamo ရဲ့ body မကောက်ရင်လည်းဒါကျွန်တော်တို့ဒီမိထွက်အားညံ့တဲ့ပြဿနာကြီးမိချက်ကြီးမထွက်တာလေအဲ့ဒါတက်တာလေဒါမွေးကြုံရတဲ့ဒဲဆက်သားတုံတာတွေပေါ့နော်အဲ့တော့ဒီကောင်ဒီမှာဆိုရင်တော့ကျွန်တော်တို့က dynamo ရဲ့ body ကိုလည်းအဓိကအနေနဲ့တော်တော်ကိုစစ်ဆေးပြီးရပါမယ်အဲ့တော့ထပ်ပြီးကြုံရဝင်နေတာက ဒီဒိုင်နမိုတွေအကြောင်းမော်တာတွေအကြောင်းနော်မော်တာအကြောင်းမှာထည့်ပြီးထားပါတယ်အဲ့တော့ဒိုင်နမိုတွေအကြောင်းအသေးစိတ်ပေါ့နော်ကွန်ပတ်လမ်းကြောင်းကအစတိပြီနော်ဒါဝင်ကြည့်နိုင်တယ်ပေါ့နော်ကျွန်တော်တင်ပြပြီးသားပါဒီအခုဖြုတ်နေတဲ့အပေါ်ခွန်အားကြတော့ဒီ stator ပေါ့လေနော် stator ကတော့ဒါကျွန်တော်တို့ဒီကောင်မှာတော့ amateur ပေါ့လေနော် stator ကတော့ amateur အလဲကလဲနေတဲ့ router router ကတော့ free ပါနော် ရိုတာကတော့ဖိအဲဒါကိုကိုကခွဲခြားနိုင်ရမယ်အခုဖြုတ်နေတဲ့ဒီအပေါ်ကွန်ပေါ့နော်စတေတာစတေတာစတေတာဒါအမချပါဒီကောင်ကအခုအလဲရကောင်ကဖိပါဒါတချို့ easy scroller automator တွေမှာလည်းဒါမျိုးတွားတယ်အဲဒါပေမဲ့ကျွန်တော်အရင်ကတင်ထားရလဲရှိတဲ့ဒီဗမာထိုင်ဒိုင်နမိုတွေနဲ့တခြားဒိုင်နမိုမျိုးစားအဲ့ဒီမှာတော့ကျွန်တော်တို့အခုအလဲရလဲနေတဲ့ router ကအမချဖြစ်သွားတယ်ပေါ့လေနော်အဲဒီဘိုင်းကြီးလည်းဝင်ရောက်ကြည့်ရှုလို့ရပါရဲ့နော် အဲ့တော့ကွန်မတ်လမ်းကြောင်းနေရာအစအသေးသေးကြည့်နေတယ်ဆိုရင်တော့ကျွန်တော်တင်ထားတဲ့ဗီဒီယိုတွေရှိတယ်ဝင်ကြည့်လို့ရတယ်အဓိကပြောချင်တာအင်ဂျင်ပိုင်းကိုပြောချင်တယ်နော်ကျွန်တော်ကအဲအရင်ကဒီကာဝါကြောင်းနေဒီဟွန်ဒါတွေဒါကျွန်တော်တင်ပေးကြည့်ထားပြီနော်နည်းနည်းဆရာကြီးညာတော့ကျွန်တော်ပြန်ဖြတ်ထားတာ